ိသမ ्या အားလုံးပဲမင်္ဂလာခင်ဗျာကရင်ကျစင်မာလေးလို့ရှင်စနိုးတင်စားခေါ်ကြတဲ့မြန်မာနိုင်ငံကိုစားပြုဖိုင်တာမလေးဘရိုနီကာကသူ့ရဲ့ဂရင်းကြီးတစ်ခုကို မကြာခင်မှာကြားရတော့မယ်လို့အသိပေးလိုက်ဖြစ်ပါတယ်သူ့ရဲ့ Facebook အကောင့်ကနေဘရိုနီကာကအသိပေးသွားခဲ့တာပါခင်ဗျာဘရိုနီကာဟာဂျူနီယာဘက်တက်စန်ထိုးပြီးရဲ့နောက်ပိုင်းပွဲမရတော့တာအချိန်တစ်ခုကြာမြင့်သွားခဲ့ပါပြီအဲ့တော့ပြည်သက်တွေက ဘရိုနီကာအနေနဲ့နိုင်ပွဲရထားပါရဲ့နဲ့ဘာကြောင့်ဝမ်ကဘရိုနီကာကိုပွဲထမပေးသေးတာလဲလို့မိကွန်းနေထုတ်ခဲ့ကြတယ်ပေါ့လေတကယ်တော့ဝမ်ဘက်ကနေဘရိုနီကာကိုပွဲတင်ပေးချင်တာကအတော့ကိုကြာနေခဲ့ပါပြီဒါပေမဲ့ဘရိုနီကာမှာပခုံးတန်ရာရထားလို့ပွဲမပေးပဲအနားယူနေခဲ့ရတာပါဒီတော့အခုဒန်ယာလုံးဝတက်တာပျောက်ကင်းသွားတဲ့အတွက်ဘရိုနီကာကိုဝမ်က ပွဲတယ်မိလိုက်တဲ့သဘောမှာရှိနေပါတယ်ခင်ဗျာဗရိုနီကာကိုတိုင်က မကြခင်သတင်းကြီးလာမယ်နော်လို့ပြောထားတာဖြစ်တော့ကြည့်ရတာကဝမ်ချန်ပီယံရှစ်မှာဗရိုနီကာကိုဘဲဖိုက်တာနဲ့ပေးတွေ့မယ်ဆိုတာသူနဲ့တစ်ဖက်ကပြိုင်ဘက်ကိုအတိပေးပြီးသားဖြစ်တော့ပါတယ်ခင်ဗျာဒီတော့ဝမ်ချန်ပီယံရှစ်ဘက်ကဘဲပြိုင်ပွဲကြီးရဲ့ခေါင်းစဉ်အောက်မှာဗရိုနီကာရဲ့ပွဲစဉ်ကိုတရားဝင်ထည့်သွင်းလာလိမ့်မလဲ ဘယ်ပြိုင်ဘက်နဲ့ဖြစ်လိမ့်မလဲဆိုတော့ပဲကျွန်တော်တို့စောင့်ကြည့်ကြဖို့ရှိပါတော့တယ်ခင်ဗျဘရိုနီကာဟာ one friday fight နှစ်ပွဲထိုးခဲ့ပြီးပါပြီအဲ့ဒီနှစ်ပွဲမှာသူဒီတာထွက်မှာရှုံးခဲ့တယ်ဒုတိယပွဲမှာတော့အနိုင်ရလကိုအရောက်ပြနိုင်ခဲ့တယ်ဒါပေမဲ့ရှုံးတဲ့ပွဲမှာတော့မှဘရိုနီကာရဲ့စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကိုသဘောကျလို့ one year ceo ရှက်ထရီကဘရိုနီကာကို bonus ရှင်းမြင်ခဲ့ပါသေးတယ်ပြီးတော့သိမကြသေးငါပဲစတန်ဖက်ဒက်စ်က တနေ့နေ့တစ်ချိန်ချင်းကိုရောက်ရင်အခွင့်ရခဲ့ရင်ပေါ့လေဘရိုနီကာနဲ့ထိုးခွင့်ရခြင်းပါတယ်လို့တရားဝင် ထုတ်ပြောထားတာရှိတဲ့အတွက်ဝမ်ချန်ပီယံရှစ်ပါလေဘရိုနီကာနဲ့စတန်ဖက်ဒက်စ်ကိုပွဲတင်ပေးဖို့အလေးနက်ထားစဉ်းစားရရှိနေပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်ခင်ဗျအဲ့တော့အခုဘရိုနီကာကိုတိုင်က မကြခင်သတင်းကြီးလာလိမ့်မယ်နော်လို့ကျွန်တော်တို့ပြောထားပြီဖြစ်တဲ့အတွက်ဘယ်ပြိုင်ပွဲရဲ့ခေါင်းစဉ်အောက်မှာ ဘရောနီကာပါဝင်လာလိမ့်မယ်ဆိုတာကိုစောင့်မျှော်ရင်ခွန်ရဖို့သာရှိတော့ရဲ့ကြောင်းပြည်သက်တွေကိုအတိအပြပြပြလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ